ကရင်ပြည်နယ်ဖားပုံမြို့နယ်ကမာမောင်မြို့တန်လိမ်မြေကံပေမှာအမျိုးသမီးငယ်သုံးဦးမိုင်းထိတံရရခဲ့တယ်လို့ဒေသလူမှုကွန်ရီအသင်းဝင်တွေကတာဝန်ထမ်းမှုပြောပါရယ်။ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ညနေ9:00နာရီအချိန်ခန့်မှာကမာမောင်မြို့အမှတ်3ရပ်ကွက်နေအသက်12နှစ်အရွယ်မဆင်မြတ်နုအသက်18နှစ်အရွယ်မကျယ်စင်လင်တန်အသက်12နှစ်အရွယ်မဆင်ဒီအားတင်ကိုသုံးဟာရပ်ကွက်အနီးရှိတန်လိမ်မြေကံပေမှာရေကူးဖို့တွားရောက်နေချိန်မိုင်းနေမိခဲ့တာလို့ဆိုပါရယ်။မိုင်းပေါက်နေရာမှာလူသွားလူလာ ာများတဲ့နေရာဖြစ်ပြီးဘတ်စင်မြန်တို့ကမိုင်းနေမိခဲ့တာဖြစ်ကြောင်းအတူတူသွားတဲ့အနောက်အမျိုးသမီးနှစ်ယောက်ကလည်းမိုင်းထိပြီးမိုင်းနေမိတဲ့ဘတ်စင်မြန်တို့ကတန်ရာပုံများကြောင်းဒေသလူမှုကွန်ရက်အသင်းဝင်တို့ကပြောပါရယ်မိုင်းနေမီလို့အမျိုးသမီး၃ဦးက6တောင်းတဲ့လက်တွေမှာမိုင်းစားထိမှန်တန်းရရသွားပြီးမိုင်းနေမီတဲ့မိန်းကလေးငယ်က6တောင်းဖျက်ရမယ့်အခြေအနေမှာရှိနေလို့ဖန်မျိုးနယ်ပြည်သူစေယုံကိုတင်ပို့ထားရပြီးစေကူတနေရပါတယ် ဖမ်းမြို့အနီးမှာစစ်ကောင်စီဘက်ကကော KNL ပူးပေါင်းတပ်တွေဘက်ကပါစီးရဲလှောင်ရှောင်မှုတွေရှိနေတာကြောင့်ဘယ်အဖွဲ့ဘက်ကထောင်ထားတဲ့မိုင်းဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။လူသားလူလာများတဲ့နေရာတွေမှာယခုလိုကလင်းငယ်တွေမိုင်းထိခဲ့တာကြောင့်မြို့အနီးနားဝန်းကျင်တွေကိုတော့ဒေသခံတွေတွာလာဖို့ကြောက်ရွံ့နေကြရတယ်လို့သိရပါတယ်။